မနက်ဖြန်ကမိနီရဲ့တင်ချစာမှုဝဲရှိရပေါ့မိနီစာကလေးမလေးကတနေ့လုံးစာအုပ်ကျွတ်ကျွတ်ဆဆနဲ့လုပ်နေရပေါ့မိနီနဲ့မိနီရဲ့အမေတို့ကမြက်ကမ်းမင်းနားမှာထိုင်နေကြတော့တယ်။တမီးရေအိမ်ကိုပြန်ကြရအောင်။ကောင်းကင်ကိုလည်းကြည့်လိုက်အောင်။တိမ်မဲတွေနဲ့အုံမိုင်းသွားပြီ။မေမနက်ဖြန်ကျရင်တမီးရဲ့နောက်ဆုံးစာမွေဖျားမဲ့နေပဲ။တင်ချဖျားမှာ။음တမီးလည်းစာလုံးစရာရှိသေးတယ်။မိနီစာကလေးမနဲ့သူ့ရဲ့မေမေကအိမ်ဘက်ကိုမြန်လေးပြန်တန်းလာလိုက်တော့တယ်။ မိမိနဲ့သမီးကအင်ကိုပြောင်းတဲ့အချိန်မှာပဲမိုးရီယာတသက်မမဲ့ကိုရွာသွန်းလာတော့တယ်။အဲဒီနောက်မှာဝဝစာကလေးမက ထမင်းချက်ပြီးသွားပြီဖြစ်တာကြောင့်တာမီမီအောင်လုံးကထမင်းစားလိုက်ကြတော့တယ်။နောက်တော့မီနီစာကလေးမကသူ့ရဲ့တင်ချာစာအုပ်ကိုကင်ပြီးတော့စားလုပ်တာပေါ့။မီနီစာကလေးမလေးကစီမီကွက်လေးကိုသူ့ရဲ့ဘေးနားမှာထားထားတော့တယ်။အိမ်မင်းကျအိမ်ဟာမမင်းကြီးကန်းလေးရလဲမိမိစာကလေးမနဲ့အတူကြောက်တတ်တာပေါ့ဒါမဲ့ तू ကပြင်းတဲ့သူတယောက်ဖြစ်တော့တယ် ဒါကြောင့်လဲစာမလုပ်ဖဲနဲ့အေးစစ်စစ်ပြတင်းမောက်နာမှာထိုင်ပြီးတော့မိုးရွာတာကိုကြည့်နေတာပေါ့။ตาလေးမမေမိုးကိုလည်းကြည့်နေရကြပြီမဟုတ်လား။အခုခဏလောက်ပဲဖြစ်ဖြစ်စာလုံး။အမေตาကနေ့လေကလေးကစာအုပ်တုံလုံးကြည့်ပြီးသွားပြီ။ပြတင်းမောက်ကနေလေဒီယာတိုးဝင်လာပြီးတော့မိနီချာကလေးမရဲ့စီမီကွက်ကပြုတ်ပြသွားတော့တယ်။အဲ့ဒီနောက်မှာတော့တအိမ်လုံးကမဲမောင်သွားတော့တယ်။ဘာဖြစ်တာလဲသမီး။မမေစီမီပြုတ်ချပြီးတော့ကွဲသွားတာ။ အဲ့ဒါဆိုတမီးလေးလည်းအိတ်လိုက်တော့လေအိတ်လို့မရသေးဘူးမမေနောက်ထပ်နှခမ်းတော်ကြည့်ဖို့လိုသေးတယ်။နှစ်ဖက်ကြိုင်ဆောင်းမွေးကဖြေးရမှာ။ဟာဒါဆိုအခုဘယ်လိုလုပ်ကြမလဲ။အိမ်မှာစီမီကွက်ကအသိရှိရမဟုတ်ဘူး။မေတမီးထီးဆောင်းပြီးတော့မမေရဲ့အိမ်ကိုသွားလိုက်မယ်။အဲ့ဒီမှာပဲသူနဲ့တူတူစားလုပ်လိုက်မယ်လေ။သွားလို့ရလားမမေ။ကောင်းပြီလေတမီးလေးသွား။ခီးယူဆိုင်ပြီးတော့သွားနော်။မင်းလေးစားကလေးမကသူ့ရဲ့ထီကိုစားပြီးတော့အိမ်ကြီးချင်းဖြစ်တဲ့မင်းမင်းကြီးကလေးရဲ့အိမ်ကိုရောက်လာတော့တယ်။ အဲ့ဒီချိန်မှာမမေကပြတင်းပေါက်နားမှာထိုင်နေတော့တာပေါ့မမေအကားလေးဖွင့်ပေးပါဦးဒါနေနဲ့တူတူစားလို့ချင်လို့အာဘာလို့လဲဘလို့ဖြစ်ပြီးတော့ဒီလိုရောက်လာတာလဲဘာဖြစ်သွားလို့လဲလေเจ้าငားရဲ့စီမီကွက်လေးကကွဲသွားလို့စားလို့ဖို့အတွက်ဒီလိုလာခဲ့တာမမေကြီးကန်းလေးကတကားဖွင့်ပေးလိုက်တော့တယ်မီနီစားကလေးမကလည်းအိမ်ထဲကိုဝင်လာလိုက်တော့တာပေါ့နောက်တော့မမေကမီနီစားကလေးမကိုစီမီထုတ်ပေးပြီးတော့ပေးလိုက်တော့တယ် မိမိငါကတော့နေ့လေကလေးကစာလုံးတို့ပြီးွားရင်တင်းဒီမှာထိုင်ပြီးတော့အေးစစ်စာကြည့်နော်မိဖို့ကြောင့်လည်းရနေမမင်းကြီးကရဲ့အမေကအရှိကိုပြေးထွက်လာတော့တယ်အာဒီမှာစာလုံးခွင့်မပေးနိုင်ပါဘူးဒါအကြောင်းမလို့လားဒီကနေထွက်သွားလိုက်တော့စာကလေးမလေးကိုယ့်အိမ်မှာကိုစာသွားလို့အန်ဒီတမီးရဲ့အိမ်ကစီမီခွက်လေးကွဲသွားလို့ပါအနီတမီကိုစီမီခွက်လေးခဏလောက်ငှားပါလိုက်ရင်မနေ့ကပြန်လာပေးပါမယ်။အာမပေးနိုင်ပါဘူး။အန်ဒီရဲ့သားညတကောင်ထပြီးတော့စားလို့အောင်ပါ။ အဲ့ဒီစကားကိုနားထောင်ပြီးတော့မမင်ကြီးကလေးကယူလိုက်တော့တယ်။မိနီစာကလေးမကလည်းစိတ်မကောင်းဖြစ်ပြီးတော့အင်ကုန်ပြန်အောင်လာတော့တယ်။ဘာဖြစ်တာလဲသမီး။အန်နီတနေ့ကသမီးကိုဘာပြောလိုက်လို့လဲ။သမီးလည်းမသိဘူးအမေ။အန်ဒီကသမီးကိုစူပူပြီးတော့အိမ်ကနေထွက်သွားခိုင်းတယ်။အယူကသူ့ရဲ့အိမ်မှာစီမီခွက်မရှိရင်ဘယ်လိုလုပ်အလင်းအောင်အရှိတော့မှာလဲ။အလင်းမရှိရင်သူဘယ်လိုလုပ်စားကြည့်မလဲ။ဒါဆိုဆောင်းမွေးဖြည့်နိုင်တော့မှာမဟုတ်ဘူး။တအားသူရှင်းနိုင်တော့မှာမဟုတ်ဘူးလေ။အင်းအမေပြောရလဲဟုတ်သားပဲ။ အမေသူ့ကိုအိမ်ကနေမောင်းထုတ်လိုက်တာကောင်းသွားတယ်။အဲ့လိုဆိုမှတော့မမေသမီးအတွက်စီမီမီရရအောင် ရှာလာပေးခဲ့မယ်။သမီးအိမ်မှာနေပြီးတော့မမေလာတော့စောင့်နေနော်။အဲ့နောက်မှာတော့မဝါစာကလေးမလေးကမိုးသီးထန်တဲ့ကြားထဲမှာထီလေးစောင့်ပြီးတော့အိမ်ကနေထွက်သွားလိုက်တော့တယ်။တောရဲ့တနေရာမှာချက်တူရဲ့အိမ်လေးရှိတာပေါ့။နောက်တော့မဝါစာကလေးမကချစ်တူရဲ့အိမ်ကိုသွားပြီးတော့တကားခောက်လိုက်တော့တယ်။ဘသူလဲ?ဘသူလဲ?ဒီလောက်ဝိုးရဲထဲမှာဘသူလဲ? အကိုရေညီမဝေါ်ဝါပါကျစ်တူရေကတကားဖွင့်ပေးလိုက်တော့တယ်ဘဝစာကလေးမလေးကလည်းကျစ်တူရေရဲ့အိမ်ထဲကိုဝင်သွားလိုက်တော့တယ်ဘဝဒီလောက်ညဘက်ကြီးမိုးရေထဲမှာဘာဖြစ်လာတာလဲတခုခုဖြစ်သွားလို့လားအဆင်ပြေရဲ့လားအကိုညီမရဲ့သမီးကမနေ့ကတင်ချဖေးရမှာစီမီခွက်ကလည်း꽌သွားလို့အဲ့ဒါတညလာစီမီငားပေးပါလားဒီလိုကိုညီခွင့်ရလို့ဝမ်းတောင်သာသေးတယ်အကိုကအမောင်ထဲမှာအိတ်လို့ရတယ်ညီမလေးစီမီယူသွားလိုက်လေး အဲ့လိုပြောပြီးတော့ကျက်တူလေးကလေမုန်ထုတ်လိုက်တော့တယ်။စီမီလေးကငြိမ်းသွားတော့တာပေါ့။နောက်တော့ဝါစာကလေးမောက်စီမီပေးလိုက်တော့တယ်။ကျေးဇူးပါနော်အကိုအကိုကညီမလေးရဲ့အိမ်ကို စီမီပေးပြီးတော့လင်းစေပြီးတော့အကိုရဲ့အိမ်ကိုမှောက်သွားစေခဲ့တယ်။အာမဟုတ်တာအခုစီမီယူပြီးတော့မိနေလေးကိုပေးလိုက်။သူလဲစားလို့ဖို့စောင့်နေလောက်ပါ။စီမီခွက်ယူပြီးတော့ဝါစာကလေးမောက်ကအိမ်ကိုရောက်လာတော့တယ်။နောက်တော့စီမီထိုးပြီးတော့သူ့သမီးမိနေကိုပေးလိုက်တော့တယ်။ နောက်တော့သူ့ရဲ့သမီးလေးကိုပြောလိုက်တော့တယ်။သမီးမမမေရှိနေသူရဲ့သမီးရဲ့ဘဝမမဲမောင်စေရဘူး။မိနီစာကလေးမလေးကဝမ်းသာသွားပြီးတော့စားလုပ်လိုက်တော့တယ်။တညာလုံးမိုးရီယာရွာသွန်းနေတာပေါ့။မိနီလေးကလည်းတညာလုံးစားကြည့်နေလိုက်တော့တယ်။မနဲ့မိုးလင်းသွားတော့တယ်။မမေအခုချိန်လေးမိုးကမတိတ်သေးဘူး။သမီးဆောင်ဝတ်ဖြစ်ကိုကြောက်အောင်ဘလို့သွားရမှာလဲ။အဲ့ဒီချိန်မှာပဲမမေရဲ့အဖေကာလူတီကန်ကသူ့ရဲ့သားကိုလာခေါ်တော့တယ်။ ကာလူကြီးကန်းကကားကိုအင်ရှင်မှာရက်ပြီးတော့ဟွန်ထိလိုက်တော့တာပေါ့ကာလူကမမေကိုကြောင်းလိုက်ဖို့ဖို့လာတာဖြစ်မယ်တမီးကိုပါခေါ်သွားပေးဖို့မမေပြောကြည့်လိုက်အောင်မယ်တားလေးမမေမြ мян တော့တော့တားရဲ့ဖေလာနေပြီပြီးတော့ဆောင်မွေးကိုကောင်းကောင်းဖြေလာခဲ့နော်ဟုတ်ကဲ့မေမမေကြီးကန်းလေးကကားပေါ်မှာထိုင်လိုက်တော့တယ်အဲ့နေရာကိုဝဝစားကလေးမလည်းရောက်လာတော့တယ်အကိုမိုးရီတအားတဲ့နေလို့ညီမရဲ့တမီးလေးကိုလည်းခေါ်သွားပေးပါလားအာမဖြစ်ဘူးအဖေအမေကိုအရင်မေးကြည့်လိုက်အောင် မေးစရာမလိုပါဘူးသားရဲ့မိမိကိုပါတခါတော့ခေါ်သွားလိုက်ကြရအောင်သွားမယ့်နေရာကလည်းတခုတည်းပဲ ਉ ဖဖေမနေ့ညတော့ကလည်းအမေကမိမိကိုစီမီခွက်မငှားဘူးတာတာဆောက်လုပ်ပြီးတော့တားထက်အမှတ်ဖို့ရသွားမှာမလို့တဲ့အဖေကသူ့ကိုအတူခေါ်သွားမယ်အကြောင်းပြောနေရလားအဲ့ဒီချိန်မှာပဲတင်းတင်းကြီးကမှအိမ်ပြေအောင်ထွက်လာတော့တယ်သွားစမ်းပါစားကလေးမရဲ့နေ့ဟာနေ့သမီးကိုကြောက်ရအောင်လိုက်ဖို့ကားပေါ်မှာနေရာမရှိဘူးအမတင်းတင်းရဲ့အမလှုပ်ရှင်လာလို့ ဒါမဲ့ညီမရဲ့သမီးကစားလို့ရတာရှေ့ဆက်ဖို့ကြိုးစားရတာကိုသဘောကျတဲ့သူတယောက်အဲ့ဒါကြောင့်မလို့ညီမရဲ့သမီးလေးကိုဘယ်သူမှတားနိုင်မှာမဟုတ်ဘူးအဲ့လိုပြောပြီးတော့ဝေါ်ဝါစားကလေးမကထွက်သွားလိုက်တော့တယ်နောက်တော့ဝေါ်ဝါစားကလေးမကမြင်မြန်ခိုးရဲ့အိမ်ကိုရောက်လာတော့တယ်နောက်တော့ခိုးစီးကနေစပိန်လေးတောင်းလိုက်တော့တယ်မိုးတဲပြီးတော့လေထန်နေတဲ့အချိန်မှာပဲစပိန်လေးရတာရဲအောင်ခက်ခဲလာတယ်ဒါမဲ့လည်းအမေတယောက်ကသူ့ရဲ့ကလေးတွေအတွက်ဘာမှမစုံလုံးနိုင်တော့တာပေါ့ 9နာရီထိုးသွားပြီးတော့ဆာမွေးအချိန်အားစသွားတော့တယ်။ဒါမဲ့မိနီစာကလေးမလေးကမရောက်သေးတာကြောင့်ခုံတစ်ခုံကလွတ်နေတော့တယ်။ဘဝစာကလေးမသူ့ရဲ့သမီးကိုစပိန်ပေါ်မှာတင်ပြီးတော့အเจ้าကိုရောက်တဲ့အထိစူးစမ်းပြီးတော့လိုက်ပို့ပေးလိုက်တော့တယ်။10မိနစ်ကြာရင်နောက်မှာမိနီလေးကဆာမွေးစဖြေလိုက်တော့တယ်။မိနီမိနီဗီဒီယိုဘလိုရောက်လာလဲ။အခုကစကားပြောရမယ့်အချိန်မဟုတ်သေးဘူး။နောက်ကြပြပြမယ်။မိနီစာကလေးမကအသေးချာကင်းဆိုင်ပြီးတော့တင်ချာဆောင်မွေးကိုဖြေလိုက်တော့တယ်။တောင်းရကုံဆုံးသွားတော့တယ်။ ဒီနေ့မှတော့မိုးလည်းမရွာပဲနဲ့ရာသီဥတုကတာယာနေတာပေါ့မိဘတွေအားလုံးကလည်းသူတို့ကလေးတွေရဲ့ဆာမွေးရလက်ကိုယူဖို့အတွက်ရောက်လာကြတော့တယ်။အဲ့ဒီချိန်ကြောင်ကြီးတက်တူရဲ့သူ့ရဲ့မိနီဆာကလေးမလေးရဲ့နာမည်ကိုခေါ်လိုက်တော့တယ်။ဒီနေ့ကြောင်မပထမအဆင့်နဲ့အောင်မြင်သွားခဲ့သူကတော့မိနီပဲဖြစ်ပါတယ်။ဒေါ်ဘဝရဲ့တမီမိနီဖြစ်ပါတယ်။အဲ့စကားကိုနားထောင်ပြီးတော့မေမေဆာကလေးမကငိုလိုက်တော့တယ်။ဒါမှမဟုတ်အဲ့ဒီမျက်ရည်ကဝမ်းနဲ့ရာကြောင်ကြတာမဟုတ်ဘဲနဲ့ပျော်လွန်းလို့ကြတဲ့မျက်ရည်ဖြစ်တော့တယ်။ အဲ့နောက်မှာတော့ဝဝဆာကလေးမလေးကသူ့ရဲ့ခေါင်းကိုတိတ်ခါရှိရှိနဲ့မောလိုက်တော့တယ်။ဒေါ်ဝဝစတိတ်စင်မော်ကိုတက်ပြီးတော့ကြံတဲ့မိသားတွေအတွက်စကားလေးတစ်ခုနှစ်ခုလောက်ပြောပြဖို့မြင့်တရရခံပါတယ်။ဝဝဆာကလေးမကစတိတ်စင်မော်ကိုတက်သွားတော့တယ်။ဘာမှထွ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 တော့မပြောတော့ပါဘူး။တခြားသူ့ကိုအလင်းပေးတဲ့သူကဘရောမသူ့ဘဝတစ်ခုလုံးမဲမောင်မှာမဟုတ်ပါဘူး။ပြီးတော့တခြားသူအောင်မြင်မအောင်မလိုလားတဲ့သူကဘရောမအောင်မြင်နိုင်မှာမဟုတ်ပါဘူး။ကျေးဇူးတင်ပါတယ်ရှင်။လက်ခုပ်တီးလိုက်ကြတော့တယ် မီနီစာကလေးမကသူ့ရဲ့ဆုကိုတက်ယူလိုက်တာပေါ့ချီရတဲ့တငယ်ချင်းတို့ရဲ့ဒီပုံမြင်လေးကို like တငယ်ချင်းတွေကို share channel ကို subscribe လုပ်ဖို့မမေ့နိုင်အောင်နော်ကြီးစုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်လာ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 ကာလူကြီးကရဲ့ညီမတောင်းအောင်လုံးကသူတို့အကူမင်္ဂလာဆောင်မှာတချင်းဆုပ်ပြီးတော့ဝမ်းသာနေကြတာပေါ့ ဝါငါ့ရဲ့ချွေးမအရန်ကိုလှတာပဲကာလူတားတွေ့လားတားအတွက်ကောင်မလေးချောချောလေးကိုအမေရှာလာခဲ့တယ်ဟုတ်တယ်မေတကယ်ဝဲကျွန်တော်မိန်းမအရန်ကိုချောတာမင်္ဂလာဆောင်ရှိရကြောင်းကာလူကြီးကရဲ့အိမ်ကပြင်ဆင်ထားတာပေါ့ကာလူကြီးကလည်းအရန်ကိုပျော်ရွှင်နေတာပေါ့ဗဟုတုတော်မှာဆောင်းရသည်ရောက်နေတာပေါ့နှင်းနေရလဲတဖွဲဖွဲကြာနေတော့တယ်ဖျားရေဒီဒီမတ်အောက် အေးဒါပဲကိုကလူရေပြန်လုပ်ပြီးတော့ရှင်အိပ်ပျော်နေနိုင်တာလေကျမအရင်ကိုချမ်းသာပဲဟုတ်တယ်ရာတိဥဒုကအရင်ကိုအေးတာဒါမဲ့ကိုတို့ကအေးအေးထဲမှာလဲအိပ်ရတာအကျင့်ဖြစ်နေပြီမြရပါဘူးကျမတော့အဲ့လည်းမပြောဘူးဖြစ်နေတယ်ကျမအခုပဲမင်္ဂလာလက်ဖွဲ့တွေတည်းကနေအပူပေးဆက်ယူလာခဲ့မယ် ဟာမင်္ဂလာလက်ဖွဲ့ထဲမှာအပူပေးဆက်လဲပါတယ်ပေါ့လေအာနေယူလာလိုက်တာကောင်းသွားတယ်တင်းတင်းကြီးကမ်းပါလီကမင်္ဂလာလက်ဖွဲ့ထဲကနေအပူပေးဆက်ကိုယူပြီးတော့ဖြွင့်လိုက်တော့တယ်တဖြည်းဖြည်းနဲ့သူတို့အခန်းလေးကနွေးလာတာပေါ့ဝါတင်းနေရဲ့ကောင်းလိုက်တာအပူပေးဆက်ဖြွင့်ပြီးတော့ခဏလေးအတွင်းမှာပဲနွေးသွားတာပဲဒီညတော့ကောင်းကောင်းအိပ်ပြောင်းတော့မှာ ဲ့ဒီနောက်မှာလေမယားနှစ်ယောက်လုံးကအပူပေးဆက်ကနေလာတဲ့အပူတဲကြောင့်တညတာလုံးနှိမ့်ချစွာအိပ်ပျော်သွားတော့တယ်အဲ့လိုနဲ့ပဲရက်အနှဲငယ်ကုံဆုံးသွားတာပေါ့တရက်မှာတော့ရုတ်တရက်ကြီးကာလူကြီးကရဲ့ညမဇာဇာကနေမကောင်းဖြစ်လာတော့တယ်။ "तू อ่ะရက်အောင်ချမ်းနေရပေါ့။တမီးလေးဇာဇာဘာဖြစ်တာလဲ။ဖះရေငါဘာလို့ရတော့မှလဲ။ तू อ่ะရက်အောင်ချမ်းနေရပုံပဲ။အခန်းကလည်းအပြင်ကနေလေဝင်ပြီးတော့ပို့ပြီးတော့အေးနေတယ်။ အမေရဲ့ဘာလို့စိတ်ပူနေရတာလဲသမီးမအပူပေးဆက်ရှိရလေသမီးရဲ့အပူပေးဆက်ကိုအခုပဲယူလာခဲ့ပေးမယ်အပူပေးဆက်ဖွင့်လိုက်ရင်တခဏလေးအတွင်းမှာပဲအခန်းကနှွေးသွားလိမ့်မယ်ပြီးလို့ရှိရင်အနှွေးတဲ့ကြောင့်ဇာစာလည်းကောင်းကောင်းအိပ်ပျော်သွားလိမ့်မယ်တင်တင်ကြီးကမလီကသဘောကောင်းတဲ့သူတစ်ယောက်ဖြစ်တော်တယ်သူ့အတွက်တော့မစင်စားပဲနဲ့တင်တင်ကြီးကမာလီကသူ့ရဲ့အပူပေးဆက်ကိုယူပေးလိုက်တော့ရောင်းမလီရဲ့အခန်းထဲမှာထည့်ပေးလိုက်တော့တယ် ဝါအမရဲ့အပူပေးစကားတခဏလေးအတွင်းမှာပဲတခဏတော့နှွေးသွားအောင်လှုပ်လိုက်တာပဲတော်တော်လေးကိုနေလို့ကောင်းနေရောပဲစစကြောင်ဒီနေ့ငါတို့လည်းအေးစေးအိပ်ရတော့မယ်အကိုကတကယ်ကကောင်းတာပဲမိန်းမလည်းချော့ချော့လေးရတဲ့အပြင် မင်္ဂလာလက်ဖွဲ့ဆိုပြီးတော့လည်းပစ္စည်းတွေအများကြီးယူလာသေးတယ်ခဏကြာတဲ့နောက်မှာတော့မိုးလင်းသွားတော့တယ်ကာလူကြီးကရဲ့ညီမတောင်းအောင်လို့ကနှစ်ချက်စွာအိပ်ပျော်နေပြီးတော့အိပ်ရာကနေထလာကြတော့တယ်အမရဲ့အပူပေးစက်ကိုပြန်လာပေးတာ ။အမရေတကယ်ကိုကျေးဇူးတင်တယ်နော်။မနေ့ကတော့အမကြောင့်ညီမလေးနေပြန်ကောင်းသွားတာ။စစားရလေကွာဘာမှမဖြစ်ပါဘူး။ညီမလေးနေပြန်ကောင်းသွားတာကပဲအမအတွက်လုံလောက်နေပါပြီ။ဒီနေ့ညမှာတော့တနင်္ချီကမလေးကအပူပေးဆက်ဖွင့်ပြီးတော့အိတ်နေရပေါ့။ဒါမဲ့ကာလူချင်းကရဲ့ညီမတော့အောင်လုံးကအိတ်မပြောင်းဖြစ်နေတော့တယ်။သူတို့တော့အောင်လုံးကရဲကိုချမ်းနေကြတာပေါ့။ဖះရေအရောက်အေးတာပဲမနေ့တော့ကတော့အမရဲ့အပူပေးဆက်ကြောင့်ကောင်းကောင်းအိပ်ပျော်သွားခဲ့တာ ဒီနေ့တော့အမနဲ့အကိုကအပူပိစက်ဖွင့်ပြီးတော့အေးအေးဆက်ဆက်အိတ်နေလောက်မှာဟုတ်တယ်ဟာဒီနေ့လည်းအမရဲ့အပူပိစက်ကိုယူပြီးတော့အခန်းထဲမှာဖွင့်ပြီးအိတ်လို့ရရင်အရန်ကောင်းပါပဲငါတော့အေးအေးတောင်မတိခံနိုင်တော့ဘူးအမတို့နှစ်ယောက်ပြောတာအရန်မှန်တယ်ဒီနေ့အပူပိစက်မရှိတော့အိတ်လို့တော့မရဘူးဖြစ်နေတာဒီလိုလုံးအောင်ဒီနေ့လည်းငါတို့တောင်ထေရတယောက်ကနေမကောင်းချင်အောင်ဆောင်းပြီးတော့အမဆီကနေအပူပိစက်ကိုယူလိုက်ကြမယ်လीဝါဒီကျန်းရအောင်ကောင်းတာပဲဒီနေ့ငါနေမကောင်းဖြစ်လိုက်မယ်လी ဲ့နောက်မှာညီမတယောက်ကအော်အော်ပြီးတော့အမေဖြစ်သူစီကိုသွားလိုက်တော့တယ်။အမေရေစူစူကအပြင်းပြနေတယ်။သူ့မှာချမ်းလုံးလုံးတောင်းနေတယ်အမေရဲ့။အမေအမအကိုပြောပြီးတော့အမဆီကနေအပူပိစတောင်းမေးပါလား။ဖျားရေဒါဘာတွေဖြစ်နေရလဲ။တယောက်ပြီးတော့တယောက်နေမကောင်းဖြစ်နေရောပဲ။စူစူကြီးကမ်းမလေးရဲ့အခြေအနေကိုကြည့်ပြီးတော့တင်းတင်းကြီးကမ်းမလေးကသူ့ရဲ့အပူပိစကိုထုတ်ပေးလိုက်တော့တယ်။ဝါ အမကိုအယူလောက်ရတာအရင်ကပြောဖို့ကောင်းတာပဲငါတို့နေထိုင်ဒီလိုမျိုးအမကိုအယူထုတ်ပြီးတော့သူ့ဆီကနေပြီးတော့အပူပေးစားကိုယူကြမယ်လीပြီးကြရင်ငါတို့တောင်းအောင်အေးအေးဆေးဆေးအိတ်ကြတာပေါ့တင်းတင်းကြီးကမ်းမာလေးရဲ့ရောင်မလေးတွေကအရင်ကလဲတာပေါ့အပူပေးစားကိုဖွင့်ပြီးတော့အေးအေးဆေးဆေးအိတ်နေကြတော့တယ်တင်းတင်းကြီးကမ်းမာလေးကတော့အေးတာကြောင့်မလို့တညလုံးအိမ်မရဖြစ်နေရဲ့ဖီးယားရေအရင်ကအေးတာပဲငါတော့အေးတယ်မခံနိုင်တော့ဘူးလीမြ мян လေးစူးစူးတာနေကောင်းဝိုင်းအပူပေးစားကိုပြန်ယူလိုက်မယ် မနက်မိုးလင်းတော့တယ်တင်းတင်းကြီးကမကသူ့ရဲ့အပူပေးဆက်ကိုပြန်လိုက်တော့တာပေါ့ညဘက်ရောက်လာတဲ့အချိန်မှာတော့ရောင်းမလေးတွေကပြန်ပြီးတော့ဟန်ဆောင်လာကြတော့တယ်သိပါပြီအမေရဲ့အမေသမီးအေးတော်မခံနိုင်တော့ဘူးသမီးကနေမကောင်းဖြစ်နေပါတယ်ဆိုမှအေးလိုက်တာအမေရဲ့တခုခုလောက်ပါအောင်မဟုတ်ရင်သမီးအေးလုံးလို့သေသွားလိမ့်မယ်တနေ့ကြည့်ပါအောင်ကိုယ့်ရဲ့ညီမလေးကချမ်းလွန်းလို့တုံနေတယ်။မင်းမြန်သွားပြီးတော့အခန်းထဲကနေအပူပေးဆက်ယူလာခဲ့လိုက် ဟုတ်ကဲ့ကူကာလူညီမအခုချက်ချင်းသွားပြီးတော့ယူလာခဲ့မယ်အခုပဲအပူပေးဆက်ကိုသွားယူလိုက်မယ်နော်ဒီနေ့လည်းတင်တင်ကြီးကမလေးကသူ့ရဲ့အပူပေးဆက်ကိုရောင်းမလေးလေးကိုပေးလိုက်ရတော့တယ်ကိုတိုင်းကတော့တညလုံးအေးအေးထဲမှာထိုင်ပြီးတော့ကုံဆုံးနေရပေါ့အော်အစကတော့ရောင်းမလေးလေးကတကယ်လို့ဒီမကောင်းဖြစ်နေရဲ့လို့ထင်နေတာဒါတွေအားလုံးကသူတို့ဟန်ဆောင်နေကြတာ哦တေချာပေါ့ငါ့ရဲ့ရောင်းမလေးလေးကအပူပေးဆက်ကိုအရသာတွေ့သွားရဲ့ထင်တယ် ဒါပေမဲ့ငါနာမည်ကလည်းတင်းတင်းလေးကွာငါဘာလုပ်မလဲဆိုတာကိုကြည့်နေလိုက်နောက်နေ့မနက်မှာတင်းတင်းကြီးကန်းမလေးကအပူပေးဆက်ရဲ့အရှိန်ကိုတင်လိုက်တော့တယ်အပူပေးဆက်ကပို့ပြီးတော့မှအပူတွေထုတ်ပေးပြီးတော့မှပျော်စရာကောင်းနေတော့ပါပဲညဘက်ရောက်လာတဲ့အချိန်မှာကာလူကြီးကန်းရဲ့ညီမသုံးယောက်ကအပူပေးဆက်ကိုဖွင့်လိုက်ကြတော့တယ်ခဏကြာတဲ့နောက်မှာတော့အပူချိန်ကရမ်းကိုမြင့်တက်လာတော့တယ်အာအာငါရဲ့ချက်တော့လောင်းကုန်ပြီ။ဒါဘာဖြစ်သွားတာလဲ အပူပိဆက်ကဘလို့လောက်ပြီးတော့အရန်ပူသွားရတာလေဖះရေအမရဲ့အပူပိဆက်ကပြက်သွားရလားမသိဘူးအမရဲ့အပူပိဆက်ကပြက်သွားရင် အမအမငါတို့အလွတ်ပေးတော့မှာမဟုတ်ဘူးဟုတ်တယ်ဟုတ်တယ်မြ мян လောက်ကြမြ мян လေးအဲ့ဒီအပူပိဆက်ကိုပိတ်လိုက်ချွေးတွေထွက်ရင်ထွက်ရင်နဲ့ငါတို့တော်တော်လေးကိုခြေတွေဆိုးနေပြီအပူပိဆက်ပြက်သွားရဲဆိုပြီးတော့ရောင်မတ်သောအောင်လောကကြောက်ကြောက်နဲ့ရောင်မတ်ဖြစ်သူတင်းတင်းကြီးကမာလေးကိုပြန်ပေးလိုက်တော့တယ် အာငါရဲ့အပူပေးဆောင်ပြန်ရလာခဲ့ပြီ အခုတော့မှပဲအေးစစ်အိတ်လို့ရပြီတင်းနေုံများနိုင်မဲ့ထင်နေရလားမသိညရဲ့အပူပေးဆက်ကုန်များနေ့တိုင်းဖွင့်ပြီးတော့အိတ်ချင်နေသေးတယ်တင်းတင်းကြီးကမလေးကလက်ခွက်တွေတုံးပြီးတော့ရောင်းမလေးတွေရဲ့လက်ထဲကနေသူ့ရဲ့အပူပေးဆက်ကိုပြန်ယူလိုက်တော့တယ်ချစ်ရတဲ့တငယ်ချင်းတို့ရဲ့ဒီဇလန်လေးကိုသဘောကျတယ်ဆိုရင်လိုက်လုပ်ပြီးတော့ဒီလိုမျိုးဇလန်လေးတွေကိုကြည့်ဖို့အတွက် channel ကိုလည်း subscribe လုပ်ပေးသွားကြအောင်နော်